မင်္ဂလာပါရှင်မေလာ၁၈ရက်နေ့ညပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးပါရမယ်ဒီကနေ့မှာတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုစင်ကာပူနိုင်ငံသားရဲ့ဝန်ကြီးကလာရောက်တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံသားမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကြားပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ကိစ္စရပ်တွေကိုထည့်သွင်းဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းအလို့သမားတပိတ်စစ်ကြောင်းကခေါင်းဆောင်၅ဦးနဲ့ဝင်းရံအဖြစ်လိုက်ပါလာတဲ့ဘက်ကသာကျောင်းသား၅ဦးကိုတရားစွဲဆိုသွားမယ်လို့နေပြည်တော်ကောင်စီရဲတပ်ဖွဲ့မှကပြောကြားလိုက်တဲ့သတင်း ရွေးကောက်ပွဲကော်မရှင်ကိုအမြန်ဆုံးဖွဲ့စည်းပြီးရန်ကုန်မြို့တော်စီပင်ကော်မတီရွေးကောက်ပွဲကိုပြန်လည်ပြုလုပ်မယ်လို့ရန်ကုန်မြို့တော်ဝန်ကပြောကြားလိုက်တဲ့သတင်းမော်လမြိုင်ကန်နာလန်အဆင့်6တိဆောက်မှုမှာကုမ္ပဏီကနေစီပင်ကိုပေးသွင်းရမယ့်ပမာဏဟာအဆိုပြုချက်နဲ့ကွဲလွဲနေတာနဲ့ပတ်သက်ပြီးမွန်ပြည်နယ်လွှတ်တော်ကစီပင်ကော်မတီနဲ့မြေစင်းဌာနတို့ကိုတိကျစီတွေ့ဆုံမေးမြန်းခဲ့တယ်ဆိုတဲ့သတင်းတို့ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင် မေလ၁၈ရက်နေ့မနက်ပိုင်းကနေပြည်တော်နိုင်ငံသားရေးဝန်ကြီးဌာနရုံးမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုစင်ကာပူနိုင်ငံသားရေးဝန်ကြီးဒေါက်တာဘီဘီယန်ကလာရောက်တွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံမှုဟာမိနစ်30ကျော်လက်ခံတွေ့ဆုံခဲ့ပြီးအဲဒီနောက်မှာပြည်ရင်းပြည်ပသတင်းထောက်တွေကိုသတင်းစာရှင်းလင်းပွဲတရက်ပြုလုပ်ခဲ့ပါတယ်။အဲဒီသတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တအူးကဒေါက်ဆန်းစုကြည်ကိုအရင်ဆိုရလက်ထက်ကမြန်မာနိုင်ငံကိုစင်ကာပူလိုလှောက်ဆောင်မယ်လို့ပြောဆိုမှုတွေရှိပြီး မြန်မာနိုင်ငံအနေနဲ့စင်ကာပူလိုမျိုးလူမှုစည်းဝါးတာလွန်အောင်လုပ်ဖို့အချိန်ဘလောက်လိုအပ်မလဲလို့မေးမြန်းခဲ့ပါတယ်။ဒီလိုမေးမြန်းမှုကိုဒေါအောင်ဆန်းစုကြည်ကစင်ကာပူလိုဖြစ်အောင်လုပ်မှာမဟုတ်ပဲဒီနိုင်ငံကဒီနိုင်ငံရဲ့ပုံစံအတိုင်းပဲဖွံ့ဖြိုးတိုးတက်ရမှာဖြစ်တယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့စင်ကာပူနိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေးရမှာမြန်မာနိုင်ငံနဲ့စင်ကာပူနိုင်ငံတို့အကြားဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးလူသားချင်းမြေဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေအကြောင်းလဲဆွေးနွေးခဲ့ပါတယ်။ ဒါအပြင်နှစ်နိုင်ငံတာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေကြားပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ကိစ္စရပ်တွေနဲ့မြန်မာစင်ကာပူအတက်မွေးမှုတင်နန်းကြောင်ကိစ္စရပ်တွေကွာထည့်သွင်းဆွေးနွေးခဲ့ကြတာပါရဲတပ်ဖွဲ့ကတားမြစ်ဖမ်းဆီးခဲ့တဲ့အလုတ္တမသပိတ်စစ်ကြောင်းကအလုတ္တမခေါင်းဆောင်၅ဦးနဲ့ဝင်းရံအဖြစ်လိုက်ပါလာတဲ့ဘက်ကတကြောင်းသား၅ဦးကိုတရားစွဲဆိုသွားမယ်လို့နေပြည်တော်ရဲတပ်ဖွဲ့မှရဲမှူးကြီးကိုကိုအောင်ကပြောပါတယ်။ခေါင်းဆောင်အနေနဲ့လည်းနေပြည်တော်ခေါင်းဆောင်အခုရကိုယ်တိုင်တက်ဖို့မှာစောင့်နေတာ။အခုတော့သူတို့ကလက်မခံဘူး။လက်မခံတဲ့ကျွန်တော်တို့ကိုရီးယားလည်း အာတီးပေးထားပြီးဖြစ်တယ်ဒီနေရာတော့ကျွန်တော်တို့လာကြော်လာလို့မရဘူးဆိုတော့ကျွန်တော်တို့ကလည်းဆက်လက်ပြီးတော့ရေးယူဝင်လို့ရေးယူလို့ရတယ်ဆက်လက်ရေးယူတဲ့နေရာမှာဟိုဖြတ်ကျော်လာတဲ့မြို့နယ်တွေရောပုံမှန်နဲ့ဆက်လက်ရေးယူတော့ကျွန်တော်တို့လောဆယ်မရှိပါဘူးကျွန်တော်တို့ဘက်ကတော့ဒီနေရာတွေဒီနေရာမှာဝင်တဲ့အတွက်တွေပဲဒီနေရာမှာအဖြစ်တဲ့ချက်စင်တွေတို့ပဲကျွန်တော်ရေးယူနေရာ၃နံပါတ်ကျွန်တော်တို့ကဟိုဒီမှာဒီဥပဒေအရ ဟိုဥပဒေချိုးဖောက်တဲ့လူတွေနော်ဒါလေကျွန်တော်တို့ကအဲဒီနေမြေတခုဒေသဒရာတခုအစိုးရဘွဲတခုကိုဟိုဆန့်ကျင်ဒါစီရုံနှုတ်ဆိုတာဘောလာအလာတွေပြန်တယ်နောက်ပြီးတော့ကျွန်တော်တို့ချူပူအောင်ဒီနေမြေတွင်းမှာချူပူအောင်နှုတ်ဆိုတယ်ဆိုရင်ကျွန်တော်တို့ရေးယူကြတယ်။နော်ဒီຢာတွေအတွက်ကျွန်တော်တို့ကရေးယူတာပါဒါတွေအတွက်ဒါတွေကျွန်တော်တို့ကဒီဘက်ကနေပြီးတော့ဌာနဆိုင်ရာတွေရောဘာတွေရောအပြုသဘောနဲ့ပြောနေတာတွေပဲရှိပါတယ်။နော်အကုန်လုံးကဆွေးနွေးပြီးမယ်တင်ပြပြီးမယ်ဆောင်ရွက်ပြီးမယ်သူတို့ကဒီရောက်ရောက်ဖို့ပဲပြောနေတာ ခုနပြောတဲ့သူတို့ဇာကျွန်တော်တင်ဖို့လို့ပါလို့ဆိုတယ်လူလဲဟိုမှာဟိုဟာဟိုသူတို့ရဲ့ကိုယ်တည်းလေဟိုလို့မှာသူတို့တင်လာတဲ့အခြေပြောတဲ့မှာဘုံပေါ်တာသွားတင်တဲ့လက်ခံဟုတ်လားကျွန်တော်ဒီမှာလဲကျွန်တော်တို့ကအလုပ်သမားဝင်ကြီးရအစဒါခေါ်ယူတွေ့ဆုံဆွေးနွေးမှုဖြစ်ပါဒါအလုပ်သမားကိစ္စတွေမှာဒါဝင်ကြီးဆက်တွေ့ဆုံကြတာဒါပထမဆုံးပါဒါတစ်သက်လုံးပါဒါအရင်ဆုံးကလက်တက်ကွာကူရောဒါဆိုတော့ကျွန်တော်တို့ကပြောရရင်တော့အများကြီးဒါ တွဲကတော့လုတ်တင်လုတ်ခတ်တာအဓိကတော့သူတို့ခေါင်းဆောင်ဥစည်းလုတ်တဲ့လူတွေပဲကျွန်တော်တို့ရေးယူလို့တာအဲသူတို့ဆိုလည်းအဲအထဲမှာလာခေါင်းဆောင်လုတ်တဲ့လူကအထဲမိကလေးတွေရတဲ့မှာဝင်နေပြီးတော့ကျွန်တော်တို့ကပိုးပြီးဆိုးမလာအောင်လုတ်တာပိုးပြီးတော့ဆိုးမလာအောင်ပြောရရင်ရန်တော်လန်းလာဒါကြံ့ကြာတာဒီလောက်ကအရေးကြီးသေးပါဘူးတခြားမလုံလောက်တဲ့အပြစ်မောင်းနေတဲ့တခြားတယောက်ယောက်တစ်ဖက်ဖက်ကအသက်အန္တရာယ်ဖြစ်သွားရင်ဒီချက်ပုံစံကျွန်တော်တို့ကကြိုးပြီးတော့ခင်းသိမ်းဆောင်ကြရတဲ့ပုံစံ ဖမ်းဆီးထားသူတွေကကြံတဲ့သူတွေကိုပြန်လွှတ်ပေးသွားမယ်လို့လည်းရဲမူကြီးကိုကိုအောင်ကဆက်လက်ပြောပါရယ်။လက်ရှိမှာဖမ်းဆီးထားသူတွေကိုတပ်ကုန်းရဲစခန်းရှိအချုပ်ခန်းမှာထားရှိထားတာဖြစ်ပါရယ်။ဖမ်းဆီးထားသူစုစုပေါင်း66ဦးဖြစ်ပြီးအမျိုးသား42ဦးအမျိုးသမီး24ဦးပါဝင်ပါရယ်။မြပြည်ကိုခြိတက်လာနေတဲ့အလုသမားတပိတ်စစ်ကြောင်းကအလုသမားတွေမှာတပ်ကုန်းမြို့အဝင်နဲ့ညောင်လွန့်ကိတ်မှာရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေရဲ့တားဆီးတာကိုခံခဲ့ရတာဖြစ်ပါရယ်။အဲ့ဒီနောက်အလုသမားတွေဟာနေပြည်တော်ကောင်စီမြို့တော်ဝင်ရဲ့အလာကိုစောင့်ဆိုင်းနေကြတယ်။ ်မွန်းလွဲတနာရီတော်မှာတော့အလုသမားသပိတ်စစ်ကြောင်းမှာပါဝင်သူအလုံးကိုရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။ဒီကနေ့မေလ18ရက်နေ့မှာတော့အလုသမားတပိတ်စစ်ကြောင်းဟာရမင်းသိခိုင်ရင်ကနေပြီးတော့နနက်အစောပိုင်းကနေပြီးတော့တက်ကုန်းမြို့နယ်ကိုဆက်လက်ချစ်တက်လာပြီးတော့နနက်10နိုင်ခွဲကမှာတော့ထိုင်တပိတ်ဆင်နွဲခဲ့ပြီးတော့နေ့လယ်တနာရီခွဲချိန်မှာတော့ရဲတပ်ဖွဲ့ဝင်တွေနဲ့ပြည်ပခဖြစ်ပွားကတပိတ်မှာပါဝင်တဲ့သူအလုံးကိုဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။စကိုင်းဆက်မှုစုံတစ်အချောတဲ့စက်ယုံကအလုသမားတွေဟာအလုသမားတမကကိုဖြိုခွဲခဲ့တဲ့အလုရှင်ကိုအေးအေးယူပေးဖို့ အလုတ်ထုတ်ခံထားရသူတွေကိုပြန်ခန့်ပေးဖို့နဲ့အလုတ်ထုတ်ခံထားရတဲ့ဈာကာလအတွက်နှစ်နာကြီးပေးဖို့စတဲ့အချက်တွေကိုအလုတ်သမားအလုတ်ရှင်နဲ့အစိုးရသုံးဖွဲ့ဆိုင်ဖြည့်ရှင်းပေးဖို့တောင်းဆိုခဲ့ပြီးပြည်လဲမှုမရရှိခဲ့တာကြောင့်လမ်းလျှောက်စံတာထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်ဆန္ဒထုတ်ဖော်မှုကိုဧပြီလနောက်ဆုံးဘက်ကသကိုင်းကနေစတင်ခဲ့တာဖြစ်ပြီးနေပြည်တော်ကောင်စီနယ်မြေအထိလမ်းလျှောက်ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီဝင်ရွေးကောက်ပွဲအတွက်ရွေးကောက်ပွဲကော်မရှင်ကိုအ мян ဆုံးဖွဲ့စည်းပြီးရွေးကောက်ပွဲကိုပြန်လည်ကျင်းပသွားမယ်လို့ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်ဆိုကမေလ17ရက်နေ့ကသတင်းမီဒီယာတချို့နဲ့တွေ့ဆုံစဉ်မှာပြောကြားခဲ့ပါတယ်ရွေးကောက်ပွဲကော်မရှင်ကိုအ мян ဆုံးဖွဲ့စည်းပြီးရန်ကုန်မြို့တော်စီမင်းကော်မတီရွေးကောက်ပွဲကိုပြန်လည်ပြုလုပ်ပေးမယ့်အကြောင်းနဲ့ပတ်သက်ပြီးရန်ကုန်မြို့တော်ဝန်ဦးမမောင်ဆိုးကအခုလိုပြောထားပါတယ်။ဒီသူကပဲပြန်ပြီးဖြုတ်ခွင့်ရှိမယ်လို့အဲ့လို complaint ကြတာလို့ရှိလို့ဟုတ်။ဟိုအဲ့ဒါလမ်းပဲလေ။အဲ့ဒါလမ်းအဲ့ဒီအတွက်ကိုဆရာတို့ကဘာလို့ရအောင်လဲဆိုတော့ ရုပ်ကပွဲကော်မရှင်တခုဟုတ်တယ်မလားဖွဲ့ရတော့ဖွဲ့ပြီးတော့ဒါလည်းအမြန်ဆုံးလုပ်မှာပါညလုံးဆိုတော့ဘယ်လိုလုပ်ရစီကာလာပိုင်းချဆိုတော့တမီးငါဒီဥစ္စာတွေနားလဲပြီးရင်ငါပြုတ်မလင်းပြန်မဒီဥစ္စာနားလဲပြီးရင်နင်တို့နားလဲပြီးရင်ရှင်းတယ်နော်နင်နားလဲပြီးရင်ဒါဒီဇက်တက်ကိုလုတ်သွားမှာဆရာပါဆယ်မိကတော့ကျွန်တော်ပြောပါဟိုဟာအခုဆိုရင်တို့ကလည်းရုံးတို့ကတော့အများကြီးရှိနေမယ်တို့ဒီလုတ်တွေဆက်လုပ်မယ်လို့ဆိုအဲ့ပေါ်မှာဒါကတော့တို့ကအစိုးရဖွဲ့နဲ့ဟုတ်တယ်နော်ဒါကြီးက တမီးရဲ့ဟိုးဟိုရင်းပေါ့ဘာစာထုတ်မလဲမသိဘူးရှင်းလားအဲ့လိုလုံးလွယ်မနေ့ကလည်းဟိုရင်းဖြစ်တာပေါ့လေဖောင်းနေတာဒီဟိုရင်းပေါ့စီပင်ကြီးကိုသူတို့တော့ရောက်ပဲလုံးလိုက်မှာဆို Facebook မှာတက်ငါစိတ်တောင်းပေါ့ရန်ကုန်မြို့တော်စီမင်းသားရဲကော်မတီအမိတ်ကြီးညာစာအမှတ်1/2016နဲ့ရန်ကုန်မြို့တော်စီမင်းသားရဲကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ဦးမမောင်ဆိုးကရန်ကုန်မြို့တော်စီမင်းသားရဲကော်မတီအစဉ်အဆက်ရွေးကောက်ပွဲနှီးဥပဒေကိုပြင်ဆင်တဲ့နှီးဥပဒေကို မေလ16ရက်နေ့ရက်စွဲနဲ့လက်မှတ်ရေးထိုးပြီးမြို့တော်တည်ငါတဆင့်ထုတ်ပြန်ခဲ့ပါတယ်ဒီထုတ်ပြန်ချက်မှာရန်ကုန်မြို့တော်စီမံတရားရေးကော်မတီအစဉ်စဉ်ရွေးကောက်ပွဲထပ်မံမပြုလုပ်မီဤဥပဒေကိုပြင်ဆင်ထုတ်ပြန်ပြီးလက်ရှိရန်ကုန်မြို့တော်စီမံတရားရေးကော်မတီဝင် ခရိုင်ဒါမှမဟုတ်မြို့နယ်စီမင်းသားရရေးကော်မတီဥက္ကဋ္ဌတွေနဲ့အဖွဲ့ဝင်တွေကိုထုတ်ပယ်တယ်လို့မျိုးဖြစ်နေတဲ့အတွက်ကော်မတီဝင်တွေကမေလ18ရက်နေ့ကသတင်းစာရှင်းလင်းခဲ့ပါဗျ။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာကော်မတီဝင်တွေကရန်ကုန်မြို့တော်ဝန်ဟာကော်မတီအစည်းအဝေးကျင်းပခြင်းမရှိဘဲမိမိတဦးတည်းသဘောဆန္ဒနဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကိုတင်ပြပြီးဤဥပဒေကိုပြင်ဆင်ချက်ထုတ်ပြန်တာဟာရန်ကုန်မြို့တော်စီမင်းသားရရေးဥပဒေပါအထိပယ်ဖွင့်ဆိုချက်တွေနဲ့ပြဋ္ဌာန်းချက်တွေကိုဥက္ကဋ္ဌတဦးရဲဆောင်ရွက်ပိုင်ခွင့်မရှိဘူးလို့ တိုင်းဒေသကြီးလွှတ်တော်ကိုလိမ့်မူပြီးပေးပို့ခဲ့တဲ့အစာရသိရပါဗျ။ဒီလိုနေဥပဒေပြင်ဆင်လိုက်တာနဲ့ပတ်သက်ပြီးရန်ကုန်မြို့တော်မှဥမမောင်ဆိုးကအခုလိုပြောပါဗျ။ကော်မတီဝင်ရဲ့တက်တန်းအစိုးရနဲ့တက်တန်းနဲ့ဒုပြင်တူပါလေအတူတူပဲဖြစ်ရမယ်ဆိုမှာ။ဆိုတော့အဲ့ဒါသိစီဥပဒေ။အဲ့တော့ဒီဥပဒေဖြစ်တဲ့အတွက်ကြောင့်အစောတက်တန်းကိုရင်ငါတို့လက်ဒီအစောတက်တန်းကိုရင် အော်တိုမက်တစ်ထွက်ဆိုတော့အဲ့ဒါရင်ဆိုတော့အဲ့တော့ဒီ new ဥပဒေမှာကြတော့ပါလို့အစိုးရတရားကိုပြပေါ်ပြီးတော့အဲ့ဒီဒီမှာလဲပါတယ်နှစ်ချက်ပေါ့လေဥပဒေမှာပြထမ်းထားတော့ new ဥပဒေမှာပါလဲဆိုတော့ပါလဲဆိုတော့ဒီနောက်ရွေးကောက်ပွဲမတိုင်မီအထိဟုတ်တယ်မဟိုလောက်ဆောင်ခွင့်ရှိတယ်ဆိုအဲ့ဒါဘာဖြစ်သွားလဲဆိုတော့ဟိုပထမဥပဒေကြီးကိုလွန်သွားပြီအဲ့တော့ ဲ့ဒါကိုဆရာတို့ဟိုမတိုင်ရင်လည်းကိုယ်ဆရာတို့ဟိုတင်းပေါ့တင်းပြပါတယ်လုတ်ပါတယ်နော်နော်ဆရာသဘောနဲ့လည်းလုတ်လို့မရငါဥပဒေပညာရှင်မဟုတ်ဘူးလေတို့တော့လေနီးဥပဒေနဲ့ဥပဒေရောတော့လေ့လာရမယ်နားလည်အောင်တော့အဲ့တော့ဒါတော့မကြိုက်ဘူးဒါတော့မကြိုက်ဘူးမကြိုက်တဲ့အတွက်ကြောင့်ဒါတော့ကျွန်တော်ပြင်ဆင်ပေးပါဆိုပြီးတော့စတင်စတင်တဲ့အခါကျတော့လေအဲ့ဒါကလေရှားဒါတင်ွင့်ရှိတယ်လေ တင်ရဆိုအဲ့မှာသူတို့တက်ဆိုင်ရာတွေရနေပြီးတော့တိုင်းဒေသကြီးအစိုးရတွေပေါ့ဆုံးဖြတ်ဆုံးဖြတ်ဟုတ်တယ်အဲ့ဒါကြီးတော့မဖြစ်တဲ့နောက်ပြီးတော့84မှာလဲဟိုကော်မတီဝင်ဂျေဟာပါတီဝင်မဖြစ်ရဘူးလို့ပါတယ်ဆိုတော့လူတိုင်းဟာဒီခေတ်စနစ်နဲ့ဆိုလို့ရှိရင်ဘယ်ပါတီနဲ့မှမกินဘူးလေဒါပါတီလူတိုင်းကတော့ကိုကြိုက်တဲ့ပါတီကိုဝင်ကြမှာဆိုဒါကြီးကလည်းခင်းစနစ်မျိုးတော့ဒါကြီးကြတော့ဖြုတ်လိုက်64နဲ့အဲ့83နဲ့အဲ့ဒါလေးကိုပဲ ဆရာပြင်းတာနော်လူတွေနဲ့လဲဆရာဘာနဲ့မှလဲဟိုဘာခေါင်းလဲအမုန်းမရှိဘူးအလွတ်လွတ်တဲ့နေရာချစ်ချင်းမုန်းချင်းဆိုတာနော်ဟိုငွေပေးငွေယူမှဟိုအဂရီလိုက်စားတာမဟုတ်ဘူးသမီးလူပုဂ္ဂိုလ်ရချစ်ချင်းမုန်းချင်းပါလာရင်လဲဒါအဂရီပဲအဲ့တော့ဆရာတို့ဒီဥပဒေနဲ့ဤဥပဒေပဲဆရာတို့သွားပြီးဒီစားပဲထုတ်တာအဲ့စားလေးထုတ်တာကိုဘာလို့ဟုတ်တယ်မဒီစားလေးပဲထုတ်နော်ဒီစားလည်းဆရာထုတ်တာမဟုတ်လေး ပုံကားကြည့်ပါဆရာအမင်းရတော့မသုံးတတိထားမိလားမသိဘူးဒီသတင်းစာထဲမှာထပ်ပါလာတယ်အမင်းရတော့ငါမသုံးပုံဆိုပြီးတော့ထုတ်နောက်ပြီးထိတ်မှလည်းပါပါတယ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးတဘောတူညီချက်ရဆိုပါဟုတ်တယ်မအဲပြောင်းသွားပြီဆိုလို့ရှိရင် तू อ่ะအော်တိုမက်တစ်ရှစ်ကမြကော်မတီ तू တယောက်တည်းမှမဟုတ်ဘူးလေရှစ်ဦးခန့်ထားတယ်ရှစ်ဦးဆိုတာအစိုးရကန်က၄ဦးတမီရဲ့ရွေးချက်တမြောက်ထားတယ်၄ဦးအဲ့ဒီရှစ်ဦးသလုံး မရှိတော့ဘူးဝင်ကြီးချုပ်နဲ့သူ့ရဲ့အထက်အဆင့်ပေါ့လေဝင်ကြီးချုပ်ပဲဖြစ်ဖြစ်အဆက်ဆက်ရတယ်ပေါ့ဘောအစောကံခေါ်တာပေါ့တမင်းဒီလေးဦးကလည်းမခန့်မဖြစ်ခန့်ပါလိမ့်ပြီးရင်ဒီလေးရောက်နေဆရာတွဲပြီးလှုပ်ရင်တန်လန်းနဲ့တစ်ဖက်ကိုလည်းဆရာရွက်ောက်ပွဲကိုလည်းရွက်ောက်ပွဲကလည်းနည်းနည်းငါတို့ကအတွေ့အကြုံရွက်ောက်ကိုအတွေ့အကြုံတွေရနေပြီအဲ့တော့တော်သစ်မှန်ကပြီးထိထိရောက်ရောက်နဲ့ဇယိအနေဆုံးနဲ့ မှန်မှန်ကန်ကန်နဲ့ဘုရားမဖြစ်တဲ့ရွေးကောက်ပွဲမျိုးကိုသေးလည်းနေရမယ်ကွာထူးထူးရော်ရော်လည်းဖြစ်ရမယ်တို့ရင်လည်းဘခုံးလည်းမှန်မှန်ကန်ကန်ရှိတဲ့ရွေးကောက်ပွဲမျိုးမှန်မှန်ကန်ကန်လုပ်လို့ရင်အချိန်ကတူသွားပါတယ်သိမြန်ပါတယ်ဘုရားမကြိုက်တယ်မကြိုက်ဘူးဆိုတဲ့ဥစ္စာနော်လက်ညှိုးထောက်ပြီးတော့ဟိုရင်းရှင်တော့မှခွဲလို့ရပါတယ်ဟုတ်တယ်မလားဆိုတော့ဒါအကြမ်းဖျင်းပြောတာနော်တေချာတော့စနစ်တကျတော့လုပ်ရမယ်ပြီးတော့လုပ်ပြီးတော့မှအမြန်ဆုံးနဲ့ဒီက ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီအဆင့်ဆင့်ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဤဥပဒေကိုပြင်ဆင်ခဲ့မှုကြောင့်လက်ရှိရန်ကုန်မြို့တော်စီပင်သာရေးကော်မတီကအဖွဲ့ဝင်အားလုံးတာဝန်ကနေထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။လမ်းပေါ်ရေရောက်ခဲ့တဲ့မော်လမြိုင်ကမ်းနားလမ်းအဆင့်6တိစောက်မှုမှာကုမ္ပဏီကနေစီပင်ကိုပေးသွင်းရမယ့်ပမာဏငွေကျပ်သိန်းပေါင်း1000နဲ့မြေဧကအဆိုပြုမှုကွဲလွဲနေတာနဲ့ပတ်သက်ပြီးဝန်ပြည်နယ်လွှတ်တော်ကစီပင်သားရေးကော်မတီနဲ့မြေစင်းဌာနတို့ကိုမေလ18ရက်နေ့ကတိကျစီ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းမှုကိုစစ်စီရေးအဖွဲ့ခေါင်းဆောင်မော်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌကဦးဆောင်တဲ့ဘက်ကတွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။စစ်စီရေးအဖွဲ့ခေါင်းဆောင်ကကွဲလမ်းမှုနဲ့ပတ်သက်ပြီးတိလူရာတွေကိုခေါ်ယူမေးမြန်းတာဖြစ်ပြီးလိုအပ်ပါကအထက်တွေမှာဖြစ်ကြောင်းတွေ့ဆုံမေးမြန်းမှုတွေကိုလက်တလုံးမှာထုတ်ပေါ်ပြောဖို့မရှိသေးဘူးလို့ပြောကြားခဲ့ပါတယ်။မော်လမြိုင်ကနလန်အစင်းချောက်ကိုတင်နာအောင်ပြီးတိစောက်ခွင့်ရတဲ့စုံရီကုမ္ပဏီကလုပ်ပိုင်ခွင့်ရတာဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီကစီပင်တရားရေးကော်မတီကိုစက်သိန်း2500၊မြေကြီးက1.5ဧကပေးသွင်းဖို့သဘောတူထားပေမဲ့စက်သိန်း1500၊မြေကြီးက3.85ဧကသာစီပင်ကိုပေးသွင်းရမှာဆိုပြီးကွဲလွန်မှုဖြစ်ပေါ်နေတာဖြစ်ပါတယ်။မော်လမြိုင်ကမ်းနားလန်းကိုပြန်လည်ပြင်ဆင်ခဲ့ကမက်လ29ရက်နေ့မှာဖွင့်လှစ်ခဲ့ပြီးတဲ့နောက်မေလဇန်းပိုင်းမှာတော့ပလက်ဖောင်းရေထွက်ပေါက်ကနေတဆင့်တန်လွင်မြစ်ရေဝင်ရောက်ခဲ့ပြီးလမ်းမပေါ်မှာရေရှမ်းခဲ့တာပါ